။ Sorry ကိုကျွန်တော်ရောက်တန်ကြပြလား။ကြားပြီ။ကြားပါရဲ့ကျွန်တော် Sorry ပါ။ Sorry ပါ။အကျက်နေကြ။ကဲကျွန်တော်တို့အကိုရင်းနဲ့မတွေ့ရတော့ကြာပြီ။ကျွန်တော်တို့ online မှာတော့တွေ့ပါတယ်။သို့တော့အပြင်မှာ show ပွဲတွေလည်းမရှိတာကြာပြီဆိုတော့ကြာပြီဆိုတော့ကျွန်တော်အကိုရင်းနဲ့မတွေ့ရကြာပြီ။အဲ့တော့ကျွန်တော်က O95 ကကလေးတွေအားလုံးတော်ရှင်ဖို့တော့ကျွန်တော်ပွဲတစ်ပွဲလုပ်ချင်တယ်ဒါပေမဲ့ကျွန်တော်အကိုရီရောကျွန်တော်အကြံပေးပါအောင် ပွဲတစ်ပွဲလုပ်ချင်တယ်ဗျာပွဲတစ်ပွဲလုပ်ချင်တယ်ဆိုတော့ကျွန်တော်အကိုရီ ဆိုပြနိုင်မလားကျွန်တော်ချရတော့ပေါ့စုံတာလဲကြာပြီဆိုတော့နားတာတော့ကြာပြီဒါပေမဲ့ခုကတော့95ဘာညာ3ပါဆိုတော့ဒါကြောပြန်ပြရမှာလူငယ်တိုင်းလူငယ်လူငယ်ကလေးလေးညဖြစ်ကြအောင်အဲငါတို့ကလူငယ်ပဲအမြဲတမ်းဩဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ကိုရင်းနဲ့ဒီခုကျွန်တော်တို့ပွဲတစ်ပွဲတော့လုပ်ချင်တယ်ကျွန်တော်အခုအဲကျွန်တော်ရန်ကုန်မှာလည်းပွဲရာမရှိဘူးเนาะရန်ကုန်မှာလည်းပွဲရာမရှိဘူးဆိုတော့ကျွန်တော်အခုကျွန်တော်လူငယ်တွေကလည်းရန်ကုန်မှာမရှိနေဘူး အဲ့ဒါကြောင့်ကျွန်တော်တို့ခုနိုင်ငံသားမှာလုပ်မယ်ဆိုရင်ကျွန်တော်အကိုတွေဖဲနိုင်ငံမှာဆိုခြင်းလဲအချက်လားဩကယ်လီဖိုးနီးယားလေးပါလေပါမှာကယ်လီဖိုးနီးယားကိုရကယ်လီဖိုးနီးယားလဲကယ်လီလာကျွန်တော်ကတော့ကျွန်တော်တို့ဘူးတင်လာတော့ဘန်ကောက်တော့ဒါပေါ့ကျွန်တော်လည်းအဲ့လိုစဉ်းစားတာအဲ့ကြောင့်ကျွန်တော်အကိုတွေလာတိုင်းမင်လာကျွန်တော်ကို PKK ပဲပဲဒီလိုပါအဲ့တော့ဘာဖြစ်လဲကျွန်တော်လူငယ်အများစုကကျွန်တော်မြန်မာတွေအများစုနဲ့ လူငယ်များစုက BKK မှာရှိကြတာအဲ့တော့ကျွန်တော် BKK ကိုကျွန်တော်လည်းကြံသားပါအဲ့တော့ကျွန်တော်အကိုရေနဲ့တိုင်ပင်လိုက်အောင်လဲဆိုပြီးတော့ကျွန်တော်လာတိုင်ပင်တာပေါ့โอเคအဲ့ဒါကျွန်တော်အကိုရေကလည်း BKK မှာ BKK ဆိုရင်ကျွန်တော် BKK ကိုကျွန်တော်ကျုံးမယ်เนาะအဲ့တော့အဲကျွန်တော်တို့ဟိုအဆိုတော်ကတော့ကျွန်တော်95ကကျွန်တော်တို့ group တွေကိုတော့ကျွန်တော်ထည့်ရမယ်အခုကျွန်တော်ပထမဆုံးဗာလဲ request လောက်တာတော့ကျွန်တော်အကိုရေပေါ့เนาะကျွန်တော်တို့မန္တလေးသားမြောက်ဖြစ်တယ်ကျွန်တော်အိုကြီးနဲ့ကိုဝိုင်ဆက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခု ခုကျွန်တော်တို့ဘန်ကောက်ကိုသွားကြမယ်ဆိုရင်ကျွန်တော်အခုတွေကဘလို့တခြင်းမျိုးတွေဘလို့ဘလို့ music မျိုးတွေစုပြခြင်းလဲဘန်ကောက်မှာရှိတယ်ကျွန်တော်တို့ရွှေရွှေမြန်မာတွေပေါ့နော်ဘန်ကောက်ရောက်ရွှေမြန်မာတွေအတွက်ဘလို့တခြင်းမျိုးတွေစုပြခြင်းလဲကျွန်တော်အနေနဲ့ပုံမှန်ပွဲတွေမှာတော့ဒါတချို့တခြင်းတွေကတော့စုံနေကြပါဟုတ်ကဲ့ဒါပေမဲ့ဟိုကျွန်တော်တို့ငငယ်တော့ကမန္တလေးကလူတွေလဲဘန်ကောက်ရောက်သွားတာရှိမယ်ရှိတယ်ဘွားလူတွေရှိမယ်ရှိတာပေါ့ရှိတာပေါ့ဒီကအဲ့ နေရလူတွေကအရင်တော့ကျွန်တော်2015 2010 2015ကြာအချိန်ကြီးပြန်ရောက်တော့အဲ့တော့ဖြန်ခဲ့တဲ့သင်းတွေလည်းစုမယ်စုမယ်အခုဒီ2019 2020ဒီ2020နောက်ပိုင်းအခုနောက်ပိုင်းထွက်တဲ့သင်းအစ်စ်တွေလည်းစုမယ်အဟောင်းရောအစ်စ်ကောဖြစ်နိုင်တော့အများကြီးစုကိုရအခုစာနေမြန်ရကျတော့အဲ့လိုအဟောင်းဖိုင်လေးကိုပြန်သွားကြတယ်ကျင်တယ်အဲ့ဒါကျတော့ကိုရကမှတော့မှအဲ့လို Facebook မှာတင်ပြနေတယ်မှာပြောစမ်းမှာအကိုကြီးဆိုနော်ဒီနှစ်က10နှစ်တောင်ရှိသွားပြီအဲ့တော့အဲ့လိုပြောစမ်းမှာတော့သင်းနေပါ ဟုတ်ကဲ့သေးဦးတို့ပါတော့ပြန်ပြီးတော့မှတည်ရမလားအဲ့လိုမျိုးအဲ့တော့ကျွန်တော်အကိုရေနှစ်ယောက်ကိုဟိုဟာအချိန်ကန့်သက်ပြီးလို့မရအောင်အပုတ်ရေလည်းပြီးလို့မရအောင်ကျွန်တော်အကိုရေရှိတဲ့လောက်ဆွဲမှာဩဆွဲမုန်းဖြုတ်မှာဟောအဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်အခုဟိုဟာပြပရောက်နေတဲ့ရွှေမြမာတွေ BKK မှာရှိတဲ့ရွှေမြမာတွေအားလုံးကကိုကိုအိုကြီးနဲ့ကိုဝိုင်ဇက်ကတော့သခြင်းတွေကိုအကန့်အသတ်မရှိဆိုမှာသူတို့ဖီလာတယ်လို့ဆိုမှာအဲ့တော့ရှင်းတော့ဟာလဲပါမယ်အခုအခု ခုခေတ်ဟာလည်းပါမယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကျွန်တော်တို့ BK မှာရှိတယ်မောင်နှမတွေအားလုံးကျွန်တော်တို့အဲ95တွေလို့ပြောရဲဆိုပေမဲ့လည်းဒီဘက်ခေတ်တချင်းတွေလည်းဆိုမှာပဲဟိုဘက်ခေတ်တချင်းတွေဘာလို့ဆိုလဲဆိုတော့ဘာဖြစ်လို့ကျွန်တော်တို့စိတ်မွန်ချက်ခြင်းလို့နော်အားကြောင့်အဲ့လိုဖြစ်နေတဲ့လူတွေအတွက်အားလုံးကျွန်တော်တို့ပျော်ရွှင်သွားအောင်ဟောင်းလေးနဲ့ဟောင်းလေးနဲ့ကျွန်တော်လောလောဆယ်ပြန်ငယ်သွားအောင်ပါဘာဖြစ်လို့ကျွန်တော်တို့ဒီ Spicy Club ထဲမှာရှိတဲ့လူငယ်တွေအားလုံးလာမယ်အားပေးမယ်လူတွေအားလုံးပါညာ ်လွန်ခဲ့9နဲ့10နှစ်လောက်ကိုပြန်ရောက်သွားပြီးပြန်ငယ်သွားအောင်လို့ကျွန်တော်တို့ကလုပ်ပြီးမှဖြစ်ပါတယ်အဲ့အတွက်အဲကျွန်တော်အခုအခုပရမအတုတ်ကတော့ကျွန်တော်ကိုအိုကြီးနဲ့ကိုဝိုင်ဆက်ဖြစ်ပါတယ်ကြာရင်နောက်ထပ်ဘသူတွေလာအောင်မလဲဆိုတာကိုတစ်ချက်လောက်တော့ဆောင်ပြောပြပါကဲအခုကျွန်တော်အားလုံးနှုတ်ဆက်အောင် peace အားလုံးဆုံးကြပါဘန်ကောက်ပါဆုံးမယ်ဘယ်လောက်ကန်တီတကြနဲ့ကောင်းရင်ဘယ်နေအောင်ဆို ACP တဲ့ နှခမ်းလေးကိုနမ်းပေးသလိုထော်ပြီးတော့1 2 3ခေါ်ကြည့်မယ်ဒီမလေးတယောက်ကိုအသက်ခွဲတာတော့ဘာလို့ကိုကြီးမလောက်